မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာချန်ဟာဒီကနေ့အော်တိုဘာလ9ရက်နေ့မှာမြန်မာနိုင်ငံကိုတရက်ကြာသွားရောက်มาဖြစ်ပါတယ်မြန်မာနိုင်ငံမှာအခုနှစ်ကုန်ပိုင်းကျင်းပဖို့ရှိနေတဲ့ယူကော့ဘွဲကိစ္စနဲ့ရပ်တန့်နေတဲ့ညဉ့်ညံရေးဆွေးနွေးမှုတွေပြန်ဆနိုင်ရေးမြန်မာစစ်တပ်ကိုဖိအားပေးဖို့အတွက်သွားရောက်တာဖြစ်ကြောင်းမလေးရှားအစိုးရကပြောပါတယ်ဝန်ကြီးမိုဟာမက်ဟာချန်ရဲ့ခီးစဉ်ဟာအာဆီယံအလဲကျဥက္ကဋ္ဌနိုင်ငံရဲ့ကိုယ်စားလှယ်ဖြစ်နေသွားရောက်တာလို့ဆိုပါတယ်ဝန်ကြီးမိုဟာမက်ဟာချန်ဦးဆောင်တဲ့အာဆီယံအဖွဲ့ဝင်၄နိုင်ငံကကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့မှာမြန်မာနိုင်ငံကိုသွားဖို့စီစဉ်ထားခဲ့ပေမဲ့အဲ့ဒီခီးစဉ်ပြတ်ခဲ့ပြီးအခုမှသွားရောက်တာဖြစ်ပါတယ်။မူလစီစဉ်ထားတဲ့ခီးစဉ်မှာတော့ထိုင်းနိုင်ငံကကိုယ်စားလှယ်ပါပါဝင်ဖို့ရှိတာကြောင့်ကြားထဲမှာဖြစ်သွားတဲ့ထိုင်းနိုင်ငံရဲ့အပြောင်းအလဲကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးရဲ့ခီးစဉ်ကိုနှောင့်နှေးကြံ့ကြာမှုဖြစ်သွားသေးသလားဆိုတာတော့မသိရပါဘူး။ထို့သူပဲဝင်းကြီးမိုဟာမက်ဟာဆန်နဲ့အတူတခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေလိုက်ပါသွားမလား ဘသူတွေပါသွားမလဲဆိုတာလဲရှင်းရှင်းလင်းလင်းမသိရသေးပါဘူးခင်ဗျာကျွန်တော်ဇောင်းလိုက်ပါ